အားလုံးစောင့်မျှော်နေတဲ့ကိုကျော်ကြီးရဲ့ပွဲပေါ့နော်ကျွန်တော်ကျော်စွာဝင်းရဲ့ပွဲကတော့ဒါမကြမီလာတော့မယ်ပေါ့နော်ဆိုတော့ဒါသူ့ရဲ့ပထမဦးဆုံးထိုင်းနိုင်ငံမှာမွေထိုင်းထိုးတဲ့ပွဲပေါ့နော်တကယ်တမ်းကျတော့ကျော်စွာဝင်းကထိုင်းဖိုက်တာတွေနဲ့တော့မစိမ့်ဘူးပြောရမှာပေါ့နော် ဒီဝမ်ချမ်ပီယံရှစ်မှာထိုးနေတဲ့ဖုံစရီတို့လူမျိုးကောင်းတဲ့ထိုင်းမွေထိုင်းကစားသမားတွေနဲ့သူကအထူးဘူးတွေပေါ့နော်ဆိုတော့ဒီပွဲကိုအနိုင်ရှုံးခံနိုင်ရမယ်ဆိုလို့ရှင်တော့ကျွန်တော်ထင်တာတော့50 50ပေါ့နော်ဘာလို့50 50လို့ပြောလဲဆိုလို့ရှင်ကျော်စွန်ဝင်းကထိုးချက်တီအရန်ကောင်းတယ်ဆိုတော့လည်းပဲဒါဒီညထိုးမဲ့ပွဲကတော့ မွေထိုင်းပွဲဖြစ်တဲ့အတွက်ကြောင့်မလို့မွေထိုင်းရဲ့နီးစနစ်ပိုင်းနေစီကံစီမင်းနေကြားထဲမှာထိုးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကြိုဆောင်ဝင်းအတွက် challenge ရှိနိုင်တယ်ပေါ့နော်ပြုလို့ရှိရင်သူ့ရဲ့ပထမအုပ်ဆုံးပွဲလည်းဖြစ်တယ်နောက်သူ့ရဲ့ပြန်ဖက်ကနာမည်အရင်ကြီးတဲ့ပြန်ဖက်မဟုတ်ဘူးဆိုတော့လည်းပဲဒါမွေထိုင်းမှာတကယ်ကိုအတွေ့အကြုံရှိတဲ့ fighter ပေါ့နော်သူတို့ဆိုလို့ဒီ fighter ဆိုလို့ရှိရင်လဲဆိုတော့သူထိုးကိုထိုးတာရှင်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်50-50ပေါ့နော်50ရာခိုင်နှုန်းကဒါကျော်စုံဝင်လဲနိုင်ချေရှိတယ်လို့ခန့်မှန်းရတော့ပေါ့လေဒါပေမဲ့လို့အဆုံးသက်ပေါ့နော်ဒိုင်အဆုံးဖြတ်ထိတာရောက်မယ်ဆိုလို့ရှိရင်တော့ဒါမွေထိုင်း fighter က မှတ်နဲ့နိုင်မယ်လို့တော့ခံမှန်းရတာပေါ့နော်ဘာဖြစ်လို့ဆိုတော့ပုံမှန်အဖြစ်ပွဲစဉ်မွေထိုင်ပွဲစဉ်အဆုံးထိထိုးတဲ့ပွဲတော်များနော်သူသဖြင့်မြန်မာပွဲနဲ့ထိုးတာဖြစ်ဖြစ်တခြားနိုင်ငံခြားသားပွဲနဲ့ပဲထိုးတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုထိုးပြီးဆိုလို့ရှင်တော့ဒိုင်အဆုံးဖြစ်နေဆိုလို့ရှင်ဒါ Thai fighter တွေကနီးစနစ်ပိုင်းတွေကျွမ်းကျင်တဲ့အမှတ်ယူရမယ့်အပိုင်းတွေတိတဲ့အတွက်ကြောင့်မလို့ ဒါက challenge ကျောစားဝင်တဲ့ challenge တစ်ခုဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒိုင်းအဆုံးဖြတ်ထိတာရောက်မယ်ဆိုလို့ရှိရင်တော့ကျောစားဝင်အမှတ်နဲ့ရှုံးမယ်လို့ခံမှန်းရတယ်သူထိုးကိုထိုးတာဒီဒိုင်းလူကြီးအဆုံးဖြတ်ထိမရောက်ဘူးဆိုလို့ရှိရင်တော့ဒါ50 50 50 50လို့ထင်ရတော့လည်းပဲကျောစားဝင်ကလည်းထိုးချက်တွေအရင်ကောင်းတယ်နောက်တော့ဒီ fair tax မှာလည်းသူက အနိကလေ့ကျင့်နေတဲ့အချိန်ဖြစ်တဲ့အတွကြောင့်မလို့ဒီထိုင်းထိုးတဲ့နေ့စနစ်နဲ့တော့ဒါကမွေဘူးလို့ပြောမှာပေါ့နော်ထိုင်းတကယ်ကောင်းတဲ့လေ့ကျင့်ဖို့တွေလည်းလေ့ကျင့်ထားတဲ့အတွကြောင့်မလို့ကျော်ဆောင်ဝင်းဘက်ကလည်းတကယ်တမ်းကျတော့ခွင့်ရီလိုရှိရပြောမှာပေါ့နော်ခွင့်ရီရှိရဆိုတာထက်တကယ်နိုင်နိုင်ခြေတော့ရှိပါတယ်ဒါမှမဟုတ် မွေထိုင်းဒီစနစ်နဲ့ဒါထိုင်းနိုင်ငံမှာပထမအောင်ဆုံးထိုးရမယ့်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးတော့သတိထားရမယ့်အနေအထားမျိုးပေါ့နော်တကယ်လို့သာသူကောင်းကောင်းလေးသတိထားပြီးတော့ထိုးမယ်နော်ပါဝါတွေတင်မယ်ဆိုလို့ရှင်တော့ဒါဒုတိယအခြေလောက်မှာလဲကျော်စော်ဝင်းက technical knockout နဲ့အနိုင်ရရှိနိုင်မယ်လို့လဲဒါခမန်းမိတာပေါ့နော်ဒါလည်းပုံမှန်လေးပဲထိုးနေမယ်ဆိုလို့ရှင်တော့50 50ပေါ့ ဒိုင်အဆုံးပြည့်ထိရောက်မယ်ဆိုလို့ရှိရင်တော့ဒါ Time Fighter အနေနဲ့အမှတ်နဲ့နိုင်မယ်လို့တော့ခန့်မှန်းမိတယ်ပေါ့နော်ဆိုတော့မကြိုက်ခင်လာမဲ့ကြော်စော်ဝင်းရပွဲကိုကျွန်တော်တို့စောင့်စားရင်းနဲ့ RPG အောင်ဘယ်သူကနိုင်မလဲရှုံးမလဲဆိုတော့ဒါပွဲပြီးမှပဲသိမှာပေါ့နော်ဆိုတော့အကောင်ဆုံးကြော်စော်ဝင်းကစားမယ်လို့ခန့်မှန်းထားတယ်သူရဲ့လက်ချက်တီသူရဲ့ထိုးကွက်တီကတော်တော်လေးအရင်ကတည်းကလည်းကောင်းမွန်တဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲမှာလည်းတော်တော်လေးအစွမ်းပြနိုင်မယ်လို့တော့ကျွန်တော်တို့ခံမှန်းမိတယ်ပေါ့နော် ဆိုတော့အားလုံးစောင့်မျှော်ကြည့်ရှုအားပေးကြရအောင်เนาะ